တိုးကိုမော်ဒယ်ရူတူဝနန်ဒစ်ကတိုးကိုမော်ဒယ်ဆိုတာက integrated model model တွေအများကြီးကိုပေါင်းစပ်ထားတာကိုတိုးကို model integrated model လို့ခေါ်ပါတယ်ဒီတော့ဒါကခကုတိုခိုးဆူရှောလို့ခေါ်တဲ့ဂျပန်ရဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ထားတဲ့စစ်စုပေးရှောပါเนาะဒါလေးကိုဖတ်ပြခြင်းပါတယ်တိုးကို model တို့ခိုတိုနာတို့ဘေမူရှိမှုဆော့ဖ်တဝဲရတဲ့စကူရတဲ့တာ ုကုဆုနောဘေမှုရှိမှုမော်ဒယ်တို့ကိုဒိုအိစုခုခံဒိုအိစုဇာယောခေဂျော်နီခါဆာနဲ့အဝါဆက်တာမော်ဒယ်တို့ဆိုတော့ဘာပြောရလဲဆိုတော့အမျိုးမျိုးသောဘင်ဆင်ဆော့ဝဲတွေနဲ့ဖန်တီးထားတဲ့ 3D မော်ဒယ်တွေရှိတယ်အမျိုးမျိုးသောဒီဘင်ဆင်မော်ဒယ်တွေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုတူညီတဲ့ space တူညီတဲ့ဇာယောခေဆိုတာတူညီတဲ့ coordinate မှာအတူတကွာလာပြီးတော့ ထည့်ထားပါဘောเนาะခါစာနဲ့အဝါစက်အတူတူကလာပြီးတော့တူညီရဲ့နေရာမှာထည့်ထားတဲ့ model တွေကိုအဲတိုးကုန်း model လို့ခေါ်ပါတယ်တဲ့အဲ့တော့ဘယ်လိုမျိုးဘင်မစင် model တွေရှိရလဲဆိုဆက်ပြီးတော့ကြည့်ကြည့်အောင်ဘင်မစင် model တို့တွေကဒီမှာတော့ဥပမာအနေနဲ့၄မျိုးပြပြောထားတယ် ချစ်ခိမော်ဒယ်တို့ချစ်ခိမော်ဒယ်တို့ဆိုတာဗါလဲဆိုလို့ရင် natural ground level natural ground surface ရဲ့ model ပေါ့နော်ဒီမှာဒီပုံလေးကိုကြည့်ရင်လည်းသိတာပါ natural ground surface ရှိရဲ့ဒီမှာလေခွင်းတွေရှိမဲ့အဲလမ်းတွေရှိမဲ့ပေါ့နော်ဒီလိုမျိုး model တွေကိုအဲကားချစ်ခိမော်ဒယ်တို့လို့ခေါ်တယ်ဘာနဲ့ဘလို software နဲ့ဖြန်ပြီးလဲဆိုရင်အများသောအားဖြင့် Cyber 3D နဲ့ဖြန်ပြီးပါတယ်။တခြား software လည်းအဲသုံးတာရှိပါတယ်။အများအားဖြင့်တော့ Cyber 3D ကိုသုံးတယ်။နောက်တစ်ခု model ကကြတော့ SinKey ဒိုခိုးခေကျော်မော်ဒယ်တို့စင်ခေးဆိုပါလဲဆိုလို့ရှင် alignment ကိုပြောပါပါလန်တလန်မှာဆိုလို့ရှိရင် alignment ရှိမယ်ပေါ့နော် center line alignment ရှိမယ်အဲ့ဒါကလည်း model တစ်ခုအနေနဲ့ဖန်တီးရတယ်နောက်ပြီးတော့ doko k jaw model တို့ဆိုတာလန်အစ်တစ်ခုကိုဖောက်ပြီးဆိုရင် mori dollar khiri dollar လို့ခေါ်တယ်ဒီ feeling တွေ တက်တင်နေ volume တွေထွက်လာရယ်နော်အဲ့မြေကြီး volume တွေကိုကြတော့ဒိုခိုးခေကျော် model လို့ခေါ်တယ်အဲ့လို model တွေကိုလည်းဘာနဲ့ဖန်တီးလဲဆိုရင် save 3တွေနဲ့ဖန်တီးရယ်အဲ့ဒါလည်း model တစ်မျိုးအဲ့တော့နှစ်မျိုးရှိပါတယ်နော်နောက်တစ်မျိုးကကြတော့ချီရှိစုဒိုရှိစု model တို့ချီရှိစုဒိုရှိစု model တို့ဆိုတာဒီအပေါ်မှာပြတဲ့ချီခေး model ပေါ့နော် natural ground surface ရဲ့အောက်မှာမြေကြီးကအမျိုးအစားရအများကြီးရှိနိုင်တယ်ကြောက်မြေကြောက်သားလားမြေသားလားတဲလှော်လားရှင်လား ပေါ့နော်ဒီလိုမျိုးနှုံးမြေလားစသဖြင့်ချီရှိစုဆိုရဲနေကြီးအမျိုးအစားတွေပေါ့နော်နေကြီးအမျိုးအစားတွေကိုပြတဲ့ model ရှိတယ်။အဲ့ model ကကြတော့ save 3D မှာမှနောက်ထပ် license ဝယ်ပြီးတော့တုံးရတဲ့ add in ထပ်ပြီးတော့တုံးရတဲ့ tools လေးရှိတယ်။အဲ့ tools ကို Georama လို့ခေါ်တယ်ပေါ့နော်။ Georama for save 3D လို့ခေါ်တဲ့ tools နဲ့ဖန်တီးတယ်။ HKE တို့ sorry ချီရှိစုတို့ဒိုရှိစုတို့ model တို့ကိုလည်းဒီတိုကို model နဲ့လာပြီးပေါင်းဆက်တယ်ပေါ့နော်။ โอเคနောက်ဆုံးတစ်ခုကကြတော့ဗာလဲဆိုခိုးသိုးပုစု model တို့ခိုးသိုးပုစုဆိုတာဗာလဲဆို structural model တွေပေါ့เนาะဒီလိုခုနကပြောခဲ့တဲ့မြေကြီးတွေတို့ဒီမြေကြီးမဟုတ်တဲ့ဟာတွေပေါ့เนาะအဲ့ဒါတွေအကုန်လုံးခိုးသိုးပုစုလို့ခေါ်တယ်ဥပမာအပြင်ဘယ်လိုလဲဆိုရင်ဒီ concrete တွေပေါ့เนาะ concrete တွေတန်အနေနဲ့ဖန်တီးထားတဲ့ model တွေ အဲ retaining wall တို့ဒီမှာဆိုဟိုတံတားတွေရှိမယ်ပြီးရင်ရေတံတားတို့နော် box carpet တို့စတဲ့ model တွေဒီ structure ရဲ့ model တွေကိုခိုးသွို့ဘူးစု model လို့ခေါ်တယ်အဲ့ model တွေကကြာဘလို့ software နဲ့ဖန်တီးလဲဆိုလို့ရှိရင် save 3D ဒါမှမဟုတ် redip repaint နဲ့ဖန်တီးလေရှိပါတယ်အဲ့ဒါတွေဒီလေးမျိုးပေါ့နော်ဒီလေးမျိုးကိုလာပြီးမျိုးမျိုးသော software တွေနဲ့ဖန်တီးထားတာတွေကိုအဲ ီ coordinate တစ်ခုထဲမှာလာပြီးပေါင်းဆက်လိုက်တယ်။တနေရာထဲမှာလာထည့်လိုက်တာကို Togo model လို့ခေါ်တယ်။ဒီဘက်မှာဆိုလို့ရှိရင်ဒီတူညီရဲ့နေရာမှာပဲလန်တွေရောတံတားတွေရောပြီးရင်မြေကြီးရဲ့ဒီချီရှိစု model တွေရောစသဖြင့်အကုန်လုံးပေါင်းဆက်လိုက်တာကို Togo model တို့ integrated model လို့ခေါ်ပါတယ်။